မင်္ဂလာပါရှင်ကွန်ပျူတာကွင်းကွန်ပျူတာထွင်းနေဆန္ဒမှကြိုဆိုပါရစေ။ကျွန်မကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer ဒေါ်နန်ကျော်ခံပဲဖြစ်ပါရစေ။တီရှယ်တို့ဒီနေ့ထပ်ပြီးတော့မျှဝေသွားမယ့်သင်ခန်းစာလေးတစ်ခုကတော့ဒီ eczema ပေါ့နော် black rule တွေရှိမယ်။အဲ့ဒီ black rule တွေကို click ချက်ထဲနဲ့အကုန်လုံးဖြတ်ပြမယ်။နီလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါရစေ။ဟောကျွန်တော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင် ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ရတုကဒီမှာဇက်တိုတယ်တွေတွက်ရှင်တာပဲဖြစ်ဖြစ် data တွေဒီလိုမျိုး black row တွေပါနေတာပဲပါနေကြပဲဖြစ်ဖြစ်เนาะဒီလိုမျိုး black row တွေပါနေတဲ့အခါမျိုးဒီမှာဒီကျေတို့ကမလုပ်လို့မရဘူးလဲဆိုလို့ရှိရင် select မှတ်တဲ့အခါမှာ control a လို့နှိပ်လိုက်တဲ့အခါမှာမလို့အဘန်နဆဲအွက်တွေကလွတ်နေတာဖြစ်တဲ့အတွက်ပါမသွားတာမျိုးတွေပေါ့เนาะအဲ့တော့ဒီလိုမျိုး black row တွေကိုဒီကျေတို့ဘယ်လိုဖြတ်မလဲ click တစ်ချက်နဲ့ဖြတ်ဖို့အတွက်ဆိုရင်ဒီနည်းလမ်းလေးကိုသိချာမှပဲရပါမယ်เนาะ နံပါတ်၁ချက်ကော်လန်တခုလောက်ပဲဆက်လက်မလိုက်ပါအေကော်လန်ကိုဆက်လက်မလိုက်ပါပြီးတော့ရင်တော့ control ရဲ့ G ရနေပါမယ်နော် control G ကိုနေပါမယ် control G ကိုနေပြီးတော့ space ချဲကိုသွားပါမယ်ပြီးရင် block ကိုရေးပေးပါမယ် plank block ကိုရေးပေးပါမယ်ရေးပြီးတော့နောက်တစ်ချက်တော့ okay ပေးလိုက်ပါပြီးတော့ဒီမှာ block role ကိုဆက်လက်မှတ်သွားပြီနော်ဒီဘက်ကနေပြီးတော့ control ပြီးပြီးတော့ number back က minus ကိုနေပြရမှာဖြစ်ပါတယ် ချိန်ကီးဘုတ်ကတစ်ချက်ပြပေးမယ် control လေးကိုပြီးမယ်เนาะ control လေးကိုပြီးပြီးတော့ဒီဘက်က number lock ဘက်မှာရှိနေတဲ့ကျွန်တော် အာ num log num log ပဲမှာရှိနေတဲ့ plus sign လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာက num log က loss ပြောင်းနေရနော်အဲ့တော့ပုံမှန်အဖြစ်ဒီဘက်ကရှင်တို့က minus ကိုနှိပ်လို့မရပါဘူးဒီဘက်မှာရှိနေတဲ့ num log ဘက်မှာရှိနေတဲ့ minus ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင် control ရောပြီးပြီးတော့ minus ကိုနှိပ်လိုက်ပါဖြည့်ချင်တဲ့ row ဖြစ်တဲ့ချက် enter row ကိုနှိပ်ပြီးတော့ okay ပေးချလိုက်ပါဒါဆိုရင်တော့ကျွန်တော် black row လေးပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်နော် အဲ့တော့ဒီနေ့သင်ခန်းစာလေးရတော့ဒီလောက်ပါပဲဒီလိုမျိုးဘဟုတုတရှိတဲ့လုပ်ငန်းခွင်အတွက်အကျိုးပြုစေမယ့်ဗီဒီယိုဖိုင်လေးတွေကိုနောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။